အနုမင်္ဂလာပါရှင်အနုကောက်သွန်းနေပါအနုကိုနှုတ်ဆက်ပါတယ်အနုကျေးမရှင်းကကြပါစေဆင်ပြေကြပါစေကောက်သွန်းနေပါအနုမင်္ဂလာပါလူတယောက်ကကွယ်နော်ကိုကိုလေးမုံလေးတစ်ခုကျွေးတယ်နော်ဟိုဟာဘာလေးဖြစ်ပြီပေါ့ဟာလားတစ်ခွေးလေးတစ်ထုပ်တစ်ခွေးတိုက်တယ် ဆိုတာနဲ့နော်ဟိုငါ့ကိုတော်တော်ရှိတယ်ငါ့ကိုတော်တော်ခင်တယ်ငါ့ကိုတော်တော်တန်ရုံစီရှိတယ်ဆိုပြီးတော့မတွေးလိုက်နဲ့လို့နော်အဲ့အနောက်မှာနော်ဖော်လို့မရအောင်နော်စဉ်းစားလို့မရအောင်နော်နော်လီလို့မရအောင်အဲ့ဒါအတိတ်ပြည်ရှိပါလေနော်အဲ့ဒါကနော်သူကဒီလိုပေါ့ရောနေကွယ်နေကွယ်ဒီမုံနဲ့ပြီးတန်တယ်ပေါ့နော် တကယ်အဖို့တန်တိပြစီကြတော့နောက်လူကိုပေးလိုက်တာပေါ့နော်အဲအဲ့ဒါကြောင့်နော်ကိုရဲ့တန်ဖို့ကိုကိုသိရမယ်နော်သူကတော့ကိုကိုတန်ဖို့ဖြဲမှာပဲနော်အဲဒီမုံလေးတစ်ခုဆိုရင်လည်းနေကဒီမုံတစ်ခုနဲ့ပဲတန်တယ်နော်နေနဲ့ဒါနဲ့ပဲတန်တယ်နေကဒီလောက်ပဲတန်ဖို့ရှိတယ်နော်အဲ့ဒါကြောင့်မုံလေးတစ်ခုပေးတိုက်ကိုငါ့ကိုတော်တော်ခင်နေငါ့ကိုတော်တော်တန်ရော့စီရှိတယ်ဆိုတော့မတွင်နဲ့လို့เนาะအနောက်မှာဖော်လို့မရတဲ့ဟာတွေအများကြီးရှိပါတယ်เนาะ ။အဲဒါကြောင့်ကိုရီတပ်ဖို့ကိုပူစည်းပါနော်။သူများဈေးဖြတ်တာကိုမခံပါနဲ့နော်။လူဆိုတာကကိုရီတပ်ဖို့ကိုပူမသိရင်အမကြီးသူများစီမှာနော်နှိမ့်ဆက်ခံရတယ်နော်။တန်ဖို့အထမခံရဘူးနော်။အဲဒါကြောင့်ကိုကိုတန်ဖိုးမထားတည်လူကိုကိုမကျင်နာတည်လူကိုကိုမယူရတည်လူကိုကိုမလိုအပ်တည်လူစီမှာကိုဘာမှကိုနေစရာမလိုဘူးเนาะ ဟိုလေတန်ဖိုးရှိတဲ့လူတယောက်ဖြစ်တဲ့အတွက်เนาะ ိုဟာကိုကိုယုံထွက်ရမယ်နော်အဲ့ဒါကြောင့်ကိုတူကိုရှင်ပါနော်ကိုကိုခိုက်ပါနော်ဘဝသင်ပြာမှာလေနော်အကုန်လုံးကဆွေမျိုးတွေကြီးပဲလေနော်ဒါမသိလို့နော်ဟိုတဏှာမျက်လုံးကိုဖွင့်ထားတာနော်ပညာမျက်လုံးကိုပိတ်ထားတယ်လေနော်အဲ့ဒါကြောင့်အကုန်လုံးဟာဟိုဘဝတစ်ခုခုမှာပေါ့နော်မောင်နှမတော်ခဲ့တဲ့ညီကိုတော်ခဲ့တဲ့မိန်းဖတော်ခဲ့တဲ့ဆွေမျိုးတော်ခဲ့တဲ့အကိုတွေအမားတွေအများကြီးတော်ခဲ့ပါတယ်နော်အဲ့ဒါကြောင့်အခုကမသိကြလို့ပေါ့နော်အဲ အဲ့တော့ကျွန်တော်လူတယောက်ကိုနော်ပြီးတော့မှနော်မလုမလုပါနဲ့လို့နော်အင်းကိုကိုတန်ဖိုးထားတယ်လို့နော်အဲ့သူမှလေးတန်ဖိုးရှိတယ်နော်အင်းအဲ့ဒါကြောင့်ကိုရေးတန်ဖိုးကိုသိပါနော်ကိုကိုတန်ဖိုးမထားတိလို့နော်ကိုကိုအာယုံမလာတိလို့ကိုလေးဘာမှအာယုံထားစရာမလိုဘူးနော်အဓိကနော်ကိုတူကိုကိုချွန်ရမယ်ကိုဘွားကိုကြိုးစားရမယ်ကိုလန့်ကိုဖောက်ရမယ်နော်ဘယ်တော့ပြီးဆွေးရှာပါစေနော် ယုံထားပါเนาะအမားတို့ဆိုလည်းအဲ့လိုပါပဲเนาะအခုတိကျူးစားနေတုံးပဲเนาะအဲ့ဒါကြောင့်အကုန်လုံးကိုစူးစမ်းကြပါလို့အားလုံးကျေးဇူးတင်ပါတယ်